ကျွန်တော်ဒီနေ့ဒေါင်ကွက်ဒေါင်ချံနှစ်ထပ်တိုက်ကိုမှ မာစတာ၃ခန်းစင်ငယ်၄ခန်းစုစုပေါင်း၈ခန်း၅ခန်းပါတဲ့လုံချင်းရောင်းလေးတစ်ခုနဲ့ထပ်မံမိတ်ဆက်ပေးသွားပါအောင်မယ်ကျွန်တော်အရင်လေးကိုမပြပေးခင်လေးမှာကျွန်တော်တို့ channel လေးနဲ့ကျွန်တော်တို့ page လေးကို like and follow like and subscribe လို့သွားပြောလို့လည်းကျွန်တော်ဒီနေရာနေပြတာရဲ့ခံလို့ပါတယ်။ video ရဲ့အဆုံးမှာဒီအိမ်လေးရဲ့ဈေးနှုန်းမှာတဘာတဲ့ဖော်ပြပေးတော့မှာဖြစ်တဲ့အတွက် video အဆုံးကြီးလိုက်ပါကြည့်ရှုဖို့ကျွန်တော်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ပါတယ်။ကဲရောက်ပါပြီဗျာ။ channel လေးက down channel လေးဗျ။သူကသူ့ရဲ့မျက်နှာစာလမ်းကလည်းတော်တော်ကိုကျဲရဲ့လမ်းလို့ပြောလို့ရင်လည်းရတယ်။ဆိုတော့ကျွန်တော်အထက်ဝင်ကြည့်လိုက်မယ်။သူက channel ထဲမှာပဲကား၃စီးလောက်ကောင်းကောင်းရက်လို့ရတယ်။ပြီးတော့ကားရက်ဖို့လည်းအမိုးတွေပါလေးလုတ်ပေးထားတာပေါ့နော်။အဲ့ဒါလေးတော့သဘောကျတယ်။ ဆိုတော့ခက်တော်တော်လေးပဲအထက်ဝင်ကြည့်လိုက်မယ်အိမ်ထဲဝင်ဝင်ချင်းကျွန်တော်အရန်ကိုလှတဲ့ Lebron James ကိုတွေ့ရတယ်ပြီးတော့ height ကလည်းအနေနဲ့မြင့်ထားတာပေါ့နော်ဆိုတော့လှတယ်ဗျတော်တော်ကိုကျဲတဲ့ Lebron space ဖြစ်ပါတယ်ဆိုတော့အခန်းထဲကို air con တက်ပေးထားရတယ်ဆိုတော့ကျွန်တော်သိရတယ်ပေါ့နော် air con ကတော့လက်ရှိလည်း air con နဲ့တက်နေတယ်ပေါ့နော်ကျွန်တော်လာတဲ့အချိန်မှာဆိုတော့အထက်ဝင်ကြည့်လိုက်အောင်အထက်ရဲ့ဝင်ဝင်ချင်းညာဘက်ခြမ်းလေးမှာသာ single bedroom လေးတစ်ခုတွေ့ရတယ်ကိုယ့်ဘက်ကိုစာကြည့်ခန်းလေးပါလှုပ်ချင်တယ်ဆိုရင်လည်းလှုပ်လို့ရတယ်ပေါ့နော် အဲ့ single baron ရဲ့မျက်နှာချင်းဆိုင်မှာ master black brown တို့ကိုထပ်တွေ့ရတယ်။သူအခန်းတိုင်းမှာ brain mouse တွေပါတယ်လေဝင်လို့ထွက်ကောင်းတယ်။ပြီးတော့ဒါဒီမိသားစုမြင်ကြီးတဲ့ master baron လေးပေါ့နော်။ဆိုတော့ the better ဒီပါပါပြီးသားရေးဘူးရေးပါပြီးသားဖြစ်ပါတယ်။ဆိုတော့อืมလာတယ်ဗျ။ဆိုတော့ပါကီကလည်းလုံးဝကျွန်းပါကီဗျာ။တကယ်တအိမ်လုံးကိုကျွန်းပါကီကျွန်းတကာဆိုတော့တော်တော်ကိုလှတယ်။ Okay ကျွန်းထဲထဲဝင်ကြည့်လိုက်အောင်။ဆိုဒီဘက်မှာအပေါ်တက်တက်လို့ရတဲ့လေကားလေးတွေ့ရတယ်ကျွန်တော်အပေါ်တက်တက်မကြည့်သေးဘူးပေါ့နော်ကျွန်တော်အရင်တော့ တော့လေကွယ်လေးရဲ့အောက်လေးမှာတော့ဟို gas toilet လေးပေါ့နော် public toilet လေးကိုထားပေးထားတယ်ဆိုတော့အဲ့ဒီဘာအသုံးပြုကျင်လဲဆိုရင်မိဘကန်ဒီသွားကြမလို့တော့အဲ့အလေးကတော့သဘောကျတယ်ဆိုတော့ okay ကျွန်တော်အထမင်းစားကန်လေးသွားကြည့်လိုက်အောင်ဒါကတော့ထမင်းစားကန်လေးဖြစ်ပါတယ်ထမင်းစားကန်ဥပမာမိဘကန်ရှိတယ်ပေါ့နော်ထမင်းစားကန်ကလည်းအပေါ်ပန်းကားတွေပဲတက်ထားပြီးသားဖြစ်တယ်ကြွေပိုင်းလည်းအပြည့်ကတ်ထားတယ်ပြီးတော့ဘေးစင်လေးလှလှလေးတွေတွေ့ရတယ်ဆိုတော့ okay ကျွန်တော်မိဘကန်ကြည့်အောင်ကျွန်တော် ကစ်ချင်ကတော့လုံးဝစိုက်ပြေးတဲ့ကစ်ချင်လို့ပြောရင်မမှားဘူးသူကအပေါ်ကကက်ဘိနက်တွေအရစကျွန်းကက်ဘိနက်တွေထည့်ထားတာပေါ့နော်ဆိုတော့အဲ့လေကတော့တန်မိုးရှိတယ်ဆိုတော့မိဘကလေးကတော်တော်ကိုကျယ်ဝန်းတယ်လို့ပြောရင်လည်းမမှားဘူးโอเคကျွန်တော်နောက်တစ်ခုထပ်ပြပြမယ်အဲ့ဒါကတော့ဒီဘက်အိမ်ရဲ့ဘေးလေးမှာ work kitchen ကိုထပ်ထုတ်ထားတယ်ပေါ့နော်စောစောကတော့ dry kitchen လေးပေါ့နော်ဒီမှာကတော့အညော်ပဲလုပ်မယ်ဆိုရင်ဒီမှာထုတ်ထားတဲ့သဘောလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ work kitchen လေးကတော့မစိုးဘူးပေါ့နော်။ Okay ကျွန်တော်ပေါ်တက်ကြည့်လိုက်အောင်။လေကတ်တစ်လေးတွေရတယ်ပြည့်တယ်။ ့တော့အရန်လေကလေးအမိဟိုအထူးကြီးတွေမဟုတ်ဘူးနော်လေကားမှလည်းတော့အကျုံးပါကေးခင်းထားတယ်ဆိုတော့အပေါ်တက်တက်ချင်းလေးမှာကျွန်တော်မတွေ့ရတယ်ဆိုတော့အခန်း၃ကောင်တွေ့ရတယ်ဒီအခုပမာဦးတွေ့တွေ့ချင်းပေါ့နော်လေကားတက်တက်ချင်းမျက်နှာချင်းဆိုင်မှာမာစတာဘရုတ်ဟုတ်တွေ့ရတယ်အာလက်ရှိတော့ air con တက်နေတယ်ပေါ့နော်ဆိုတော့ဒီကားဆိုရင် master barrel barrel dash ဒီမှာလဲတော့ battery ဒီမှာပါပီးသားရေပူရေပါပီးသားဖြစ်ပါတယ်ဆိုတော့အခန်းတိုင်းကိုသူက air con တက်ပြီးမှာ master 3ခန်း single နှခန်းလုံးကို air con ပါမှာဖြစ်ပါတယ် โอเคဒီဘက်မှာနှစ်ခန်းပါဒီဘက်မှာတော့ single bedroom တစ်ခုတည်းတွေ့ရတယ်အဲဒီမှာလည်း echo တက်နေရပါတော့ဆိုတော့ကျွန်တော်ဝင်မပြပြီးတော့ဒါမှ single bedroom ဖြစ်ပါတယ်ဒီဘက်ကတော့ master bedroom နောက်တစ်ခန်းဖြစ်ပါတယ်ဆိုတော့အားလုံးပေါင်းစုစုပေါင်း master ၃ခန်း single နှစ်ခန်းပေါ့နော်အောက်မှာအောက်ထပ်မှာတော့ master တစ်ခန်း single တစ်ခန်းအပေါ်ထပ်မှာ master နှစ်ခန်း single တစ်ခန်းပေါ့နော်ဆိုတော့ဒါကတော့ master အပေါ်ထပ် master bedroom ရဲ့ bedroom dash ဖြစ်ပါသေးတယ် ဆိုတော့အပေါ်တော့မှလှတယ်ဗျသူအခန်းတိုင်းမှာ master baron နဲ့မှာတော့ bad dash ပါပြီးသားဖြစ်ပါတယ်ရေဘူးရေးပါပြီးသားဖြစ်ပါတယ်ဆိုတော့အခန်းလေးကတော့ဟိုသူစောက်ထားတဲ့ပုံစံကလုံးဝ quality shot ပြီးစောက်ထားတာလုံးဝမဟုတ်ပါဘူးဆိုတော့ quality အပြည့်စောက်ထားတာပေါ့နော်ဒါကတော့ဒုတိယမြောက် living room တော်တော်ကိုကျဲတဲ့ living room ပေါ့နော်တော်တော်ကိုကျဲတဲ့ living room ကိုတွေးရတယ်ဆိုတော့အာဖျားကန်ဖြစ်သုံးရင်လည်းသုံးလို့ရတယ်ဆိုတော့ကိုကြိုက်နှစ်တက်ရကြိုက်တယ်လို့သုံးပြလို့ရတယ်ပေါ့နော်ဒုတိယ living room ကြီးအကြီးစားကြီးဖြစ်ပါတယ်ဆိုတော့ဟိုဘက်မှာလည်း အာကျွေးပီစီလင်းတစ်ခုလမ်းတွေ့နေရတာပေါ့နော်ဆိုတော့ဖျားကန်ထားမဲ့ဆိုရင်ဖျားစင်တို့အသုံးပြုရမယ့်ရေတောက်တော်ရေပါညာအဲ့ဒါအသုံးပြုဖို့တဲ့ကျွေးပီစီလင်းတစ်ခုထပ်ထားတွေ့ရပါတယ်ဆိုတော့ okay နောက်တစ်ခုကြော်ကြိုက်တာတစ်ခုပြပေးမယ်အဲ့ဒါတော့ဝရဏဖြစ်ပါတယ်သူ့ဝရဏကအင်ငယ်ပပတ်လေကြီးလို့ပြောလို့မမားဘူးဆိုတော့တော်တော်ကျဲတဲ့ဝရဏကြီးလို့ပြောရင်မမားဘူးပေါ့နော်အင်ကိုတပတ်ပတ်ထားတဲ့ဝရဏပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့သဘောကျတယ်အင်လေးကတော့အစ်င့်လက်တင်နေလေးဖြစ်ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာ โอเคအိမ်လေးကိုကြည်ပြီးပြီဆိုတော့ကျွန်တော်ဇင်းလုံးလေးပြောပါတော့မယ်ဇင်းလုံးလေးပြောခင်မှာဒီအိမ်လေးရဲ့ဒီနေရာကမြောက်တကူမြို့နယ်40ရပ်ကွက်မှာတည်ရှိပါတယ်နေရာလေးကတော်တော်ကောင်းပါတယ်ဒါတပင်ရွှေကြီးလက်မကြီးရဲ့ဒယ်ဇင်းလုံးပြောရင်လည်းရပါပြတော့ဒေါင်းကွက်လေးဖြစ်ပါတယ်။ချဲအကျဲကပေ60ပေ60ပုံမှာသူကနှစ်ချက်ပုံစံလေးမာစတာ3ခန်း၊စင်ငယ်2ခန်း၊အခန်း5ခန်းပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ချဲထဲမှာဆိုရင်လည်းအနည်းဆုံးကား3စီးလောက်ကောင်းကောင်းရပ်လို့ရရဲဆိုတော့လည်းကျွန်တော်တွေ့ခဲ့ရပါတယ်။မြေမျိုးစားလေးကဂေယံမြေမျိုးစားလေးဖြစ်ပါတယ်။နေရာလေးတော်တော်ကိုကောင်းပါတယ်။ အထုပဲကျေးဇူးတင်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့3300ဒေါ်လာနဲ့မှ900ဖြစ်ပါတယ်ညီနိုင်ပြပါမယ်ကျွန်တော်မြတ်တိုင်အချိုးဆောင်ကအထုပဲညီနိုင်ပြပါအောင်မယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နံပါတ်ကမြို့သူဖြစ်တယ်ကျွန်တော်ဖုန်းနံပါတ်က39916863ဖြစ်ပါတယ်ဒီဖုန်းနံပါတ်လေးကိုဖုန်းဆက်ပြီးတော့လေဒီအိမ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်အားလုံးကိုမေးမြန်းစုံစမ်းနိုင်ပါတယ်အထုပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယို live ပါကြည့်ရှုပေးရအောင်ကျေးဇူးတင်ပါမှာငွေနဲ့လုံးဝဝယ်လို့မရတဲ့ကျမ်းမာခြင်းပျော်ရွှင်ခြင်းနေသက်ခြင်းတက်ရောက်ပါစေ